အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလီဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ23ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝသခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးသောမှာဖြစ်ပါရစေခင်ဗျာ။ပထမဆုံးအနေနဲ့မိုးလီဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကနောက်ဆုံးထုတ်ပြန်ထားတဲ့ပုံတိုင်းသတင်းတူအခြေအနေကိုတင်ပြပေးသောမှာဖြစ်ပါရစေခင်ဗျာ။ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာချိန်များရတောင်ရုပ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့အပူပိုင်းမုန်တိုင်းဖန်ရှင်ဟာ အနောက်အနောက်တောင်ဘက်သို့ရွေ့ရှားခဲ့ပြီးဗီယက်နမ်နိုင်ငံဒါနမ်မြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်120စကန်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။ဆက်လက်ပြီးမိုးတက်တဲ့သောရာသွန်းကြီးကြောင့်မြေကြီးခြင်းသတိပေးချက်များနဲ့မြေကြီးများကိုပြောပြပေးသောမှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့23ရက်ဆယ်လ2025ရက်နေ့နာရီ6နာရီခွဲချိန်တိုင်းထွာကျဲရမြေကြီးအခြေအနေများကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေရမနေ့ကညနေကနေ12နာရီတွင်နှစ်လက်မကန်ထက်ကြသွားပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့34.2ဒီဂရီဆယ်စီယံနဲ့ ယနေ့အနေအထားပူချင်းကတော့15.3ဒီဂရီဆယ်စီယက်တို့ပဲဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြေကြီးဆိုရင်ရေမှတ်1100စင်တီမီတာသို့ရောက်ရှိရန်665စင်တီမီတာ28ပေကြော်ကပ်အလိုမှာရောက်ရှိနေပါတယ်မြေကြီးတက်ကြပုံမှန်နေထားကမှရှိနေမှာပဲထူးကပ်မြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာအီယာရီမြစ်ထပ်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါတယ်ရပန်ရန်ကအီယာရီမြစ်စုံထပ်ပိုင်းမှာနေရာခွဲ၍မိုးသက်သန်စွာရောက်သွင်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ် စခိုင်းနိုင်ဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ AR မြစ်အထက်ပိုင်းမေခမလီခမြဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနည်းငယ်ရှိနေပါတယ်။ AR မြေရိုးတို့လျှောက်နဲ့ချင်းတွင်းမြေရိုးတို့လျှောက်မြေကန်းဒီမြေနိုင်ဒေသများနဲ့မင်းလူကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ AR မြေကြီးကိုအမိပြုရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရစေခင်ဗျာ။ချင်းတွင်းမြေအခြေအနေကိုဆက်လက်တင်ပြပေးမှာဖြစ်ပါရစေခင်ဗျာ။ ခန်းဒီမြို့မြေရာမင်းကညနေကနေ12နာရီတွင်တလက်မကန်ထက်ကြတော့ပါတယ်။မုံရမြို့မြေရာမင်းကညနေကနေ12နာရီတွင်နှစ်လက်မကန်ထက်ကြတော့ပါတယ်။ချင်းရမြေအတက်ကြပုံမှန်အနေထားကမှရှိနေမှာပဲ။ထူးကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းဒီဟုံးမလင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းငင်ကန်ဒီနဲ့မုံရမြို့တို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဆလဘီအရီမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ။ ဗမော်ရွှေကူကတာထီးကြိုက်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညာဦး6မင်းဘူးမကွေအောင်လံပြီစိတ်သာဟင်းသရနဲ့ဇလုံးမျိုးတို့ရဲ့မြေအများဟာဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းနေပါမယ်ခင်ဗျာ ARI မြေမြင့်တက်မှုကို24နှစ်အရစောက်ကြည့်တင်ပြပေးနေပါတယ်ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဆလဘီမိုးလေဝသနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ထူးခြားမိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာအားကောင်းသောလေပြင်းနဲ့ရံဝန်အခြေအနေကတော့ ယနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းသီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အားကောင်းသောလေပြင်းနဲ့ရေဝင်ဟာအနောက်မြောက်ဘက်သို့ရွေလျားခဲ့ပြီးဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမီနာဒူကမ်းလွန်သို့ရောက်ရှိခဲ့ပါတယ်။အဆိုပါအားကောင်းသောလေပြင်းနဲ့ရေဝင်ဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေလျားနိုင်ပြီးနောက်ဆက်နှစ်နာရီအတွင်းဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့ရင်းနှံဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်ော်အနောက်လေပိုင်း အိန္ဒိယနိုင်ငံတမီနာဒုမြောက်ပိုင်းကမ်းလွန်နဲ့အန်ဒါဘရတ်ဒစ်တောင်ပိုင်းကမ်းခြေတို့၌မုန်တိုင်းငယ်ဖြစ်အားကောင်းလာနိုင်ပြီးဒီကနေ့23ရက်စလ2025ရက်နေ့မှာအိန္ဒိယနိုင်ငံတမီနာဒုမြောက်ပိုင်းနဲ့အန်ဒါဘရတ်ဒစ်တောင်ပိုင်းကမ်းခြေတို့ရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်ခင်ဗျာဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလားဗီဒါညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့နေ့စဉ်မိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာခြင်းများအရဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်း အိန္ဒိယနိုင်ငံတမီနာဒုကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အာကောင်းသောလေပြင်းရဲရံဝန်ဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါအာကောင်းသောလေပြင်းရဲရံဝန်ဟာအနောက်မြောက်ဘက်သို့ရေရှားနိုင်ပြီးနောက်24နာရီအတွင်းအိန္ဒိယနိုင်ငံတမီနာဒုမြောက်ပိုင်းပူဒူချယ်မြို့နဲ့အန်ဒါဘရာဒစ်တောင်ပိုင်းကမ်းခြေတို့ကိုဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထစ်တွေမှာတိမ်ထူထပ်နေပါတယ်။ ဒီကနေ့မိုးနဲ့ကြိမ်ကြီးခံမှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊ AR တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာစိတ်စိတ်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးနဲ့မုံပြည်နယ်တို့မှာနေရာကျဲကျဲနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရရာနှုံးပြဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခံမှန်းချက် ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြီးတော့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ ။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောင်းမလင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးထစ်ချုံနေချိန်ထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးထစ်ချုံနေချိန်ထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖမ်းအမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ လားရှုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာ။မိုးနေတော်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးနေတော်ဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးနေတော်များရွေးချယ်ရနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စိလက်ခြင်းနဲ့မိုးသီးကျူခြင်းစတဲ့မိုးလီဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာ။ မြမပင်လယ်မြမလှိုင်းနေငယ်မှာလှိုင်းအသင်းတင်ရှိနေပါပဲလှိုင်းမြမမြမကန်ဦးတန်းတခြားနိုင်ငံကန်လုံပင်လယ်ပြင်တို့မှာလေးပေမှာရှစ်ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်။နေပြီးတော့နဲ့နေ့တွက်အတွက်မနက်ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရရာနှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေ့တွက်အတွက်မနက်ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရရာနှုံးပြည့်ဖြစ်ပါတယ်။ န္တလေးမြို့နယ်အနီးတိုင်းအတွက်မင်းပြမိုးတက်ကြီးနေခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရရာနှုံး80ဖြစ်ပါတယ်ခင်ဗျာ နောက်ဆုံးအနေနဲ့မကွေးတိုင်းဒေသကြီးအတွင်းအော်တိုဘာလ22ရက်နေ့မှာအော်တိုဘာလ28ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကတော့ဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းမှာဖြစ်ပေါ်လေရှိတဲ့လီဘီယာနဲ့ယမန်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားပြီးပုံမိုးအကောက်လာကအော်တိုဘာလ22ရက်နေ့မှာအောင်းကောင်းသောလီဘီယာနဲ့ယမန်အဖြစ်သို့ရောက်ရှိလာပြီး တမီနာဒုမြောက်ပိုင်းအန်ဒါပရာဒက်ပြည်နယ်တောင်ပိုင်းကိုရောက်ရှိလာနိုင်ပါတယ်။အဆိုပါလေဖျားနဲ့ရဝန်းအားအနောက်နောက်မြောက်ဖက်သို့ဆက်လက်ရွေ့လျှပြီး24နာရီအတွင်းမုန်တိုင်းငယ်အဖြစ်အားကောင်းလာနိုင်ကြောင်းဤအခြေအနေများဟာအော်တိုဝါလာ26ရက်နဲ့28ရက်နေ့များအထိဆက်လက်ရှိနေနိုင်ကြောင်းအိန္ဒိယမိုးလေဝသဌာနမှထုတ်ပြန်ကြေညာထားပါတယ်။ GFS model ထံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းပင်လယ်ပြင်တွေမှာအော်တိုဝါလာ22ရက်နေ့မှာစတင်ဖြစ်ပေါ်နိုင်တဲ့လေဖျားနဲ့ရဝန်းဟား အနောက်ဘက်သို့ဆက်လက်ရွေ့ရှားပြီးပုံမအကောက်လာကာအော်တိုဘာလ25ရက်နေ့မှာဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာမှုန်တိုင်းငယ်ဖြစ်လာနိုင်ပြီးအော်တိုဘာလ26ရက်နေ့မှာဆိုက်ကလုန်းမှုန်တိုင်းဖြစ်လာနိုင်ကြောင်းတွေ့ရပါတယ်။တောင်ရုပ်ပင်လယ်ပြင်မှာဘီကနန်ကမ်းခြေကိုဥတီရွေ့ရှားနေတဲ့အကောက်နဲ့အပူပိုင်းမှုန်တိုင်းဖန်ရှင်ဟာတိုက်ဖုံးမှုန်တိုင်းဖြစ်မလာနိုင်ပဲအော်တိုဘာလ22ရက်နေ့ညပိုင်းမှာဘီကနန်ကမ်းခြေကိုဖျက်ကျော်ဝင်ရောက်ပြီးတဲ့နောက်မှုန်တိုင်းအကျဉ်းချံများဟာထိုင်းနိုင်ငံအရှေ့တောင်ပိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်အနီးထိရောက်ရှိလာနိုင်ကြောင်း CIMSS မှာအတည်ပြုထားပါတယ်။တောင်တရုတ်ပင်လယ်မှာမုန်တိုင်းဖန်ရှင်အကျဉ်းချံများအရှိမြောင်မုတ်တုံလေးအကောက်နေခြင်းနဲ့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ဖြစ်ပေါ်လာနိုင်တဲ့လေပြင်းနဲ့ရံဝန်ဒါမှမဟုတ်မုန်တိုင်းတွေရဲ့တက်ရောက်မှုတွေကြောင့်မြန်မာနိုင်ငံဘက်မှာအကြမ်းအဖက်အော်တိုဘားလ29ရက်နေ့မှစတင်ရေးမိုးနှင်းငယ်မှမိုးအထင်တင်ရွာသွန်းနိုင်ပြီးတနင်္လာတိုင်းတောင်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်အေရီတိုင်းပဲခူးတိုင်းနေပြည်တော်မကွေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်း ကချင်ပြည်နယ်တွေမှာအော်တိုဘားလ23ရက်နေ့မှာအော်တိုဘားလ28ရက်နေ့ထိ168နာရီအတွင်းမိုးအထင်းထင်ရွာနိုင်ကနေရာကွက်ရေမိုးတဲထန်တာတွေမိုးများနိုင်တာတွေဖြစ်ပေါ်နိုင်ပါတယ်။ဘင်္ဂလားပင်လယ်ော်မှာစိုက်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်ကြောင်း GFS model ကြိုတင်ခန့်မှန်းချက်များအားအတည်ပြုနိုင်ရန်တင်းချပုံစံပြု model အလုံးရဲ့ခန့်မှန်းချက်များထပ်တူကြလာတဲ့အထိစောင့်ကြည့်ရန်လိုအပ်ပါတယ်။မကွေးတိုင်းဒေသကြီးတွင်မိုးရွာသွန်းနိုင်တဲ့အခြေအနေများနဲ့ကြိုတင်ခန့်မှန်းချက်ကတော့ တိုတင်ခံမှန်း model များဖြစ်တဲ့ icon နဲ့ gfs model များမှရရှိတဲ့အချက်အလက်များရမကွေးတိုင်းဒေသကြီးအတွင်းမှာအောက်ဖော်ပြပါမြို့နယ်ခရိုင်များအတွင်းခုနှစ်အတွင်းမိုးရွာချိန်လေးလက်မနဲ့အထက်ရွာသွန်းရရှိနိုင်ပါတယ်။တရက်မင်းတုံမင်းဘူးပွင့်ဖြူမြို့နယ်ခရိုင်များဖြစ်ပြီးမကွေးတိုင်းဒေသကြီးအတွင်းမှာအောက်ဖော်ပြပါမြို့နယ်ခရိုင်များမှာတော့ခုနှစ်အတွင်းမိုးရွာချိန်၃လက်မနဲ့အထက်၃လက်မနီးပါးရွာသွန်းရရှိနိုင်တဲ့နေရာများကတော့မကွေး၆နတ်မောက်ရေနံကျောင်းနဲ့ ပခောက်ကူမြို့နယ်မှာခရိုင်များဖြစ်ပြီးခုနှစ်ရက်တွင်တလက်မမှသုံးလက်မအောင်ရွာသုံးရရှိနိုင်တဲ့မြို့နယ်ခရိုင်များကတော့ကံခေါ်စောမြို့သစ်စိတ်ဖြူလို့ဖြစ်ပါတယ်။မကွေးတိုင်းဒေသကြီးတစ်ခုလုံးမှာခုနှစ်ရက်တွင်ဖြန်းမြမိုးရေချိန်3.15လက်မကန်ရွာသုံးရရှိနိုင်ပါတယ်။အပူချိန်လေးတိုင်းနှုန်းလေဒုဆိုတိုင်းစားနဲ့လေဒုညဉ့်ဉန်းမှုအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ယခုတစ်ပတ်အတွင်းမကွေးတိုင်းဒေသကြီးရဲ့အပြင်းဆုံးနေ့အပူချိန်ကတော့32ဒီဂရီဆဲလ်စီယပ်နဲ့အနေဆုံးညအပူချိန်ကတော့22ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပြီး မကွေးမြို့ပွင့်ဖြူမြို့စင်ဖြူကျွန်းမြို့စိတ်ဖြူမြို့ဆက်လင်းမြို့ကျောင်းတော်ယာတစ်နှစ်အောင်သာမြို့နယ်မင်းမုံမြို့နယ်များမှာအော်တိုဘာလ23ရက်နေ့မှာခန်းစားရမယ့်အပူချိန်ကတော့39ဒီဂရီဆယ်စီယပ်ခန့်ရှိနိုင်ပါမယ်။မကွေးတိုင်းဒေသကြီးအလဲပိုင်းမြို့နယ်များရဲ့လေထုဆိုတိုင်းစားကတော့50ရာခိုင်နှုန်းမှ60ရာခိုင်နှုန်းခန့်ရှိနိုင်ပြီးတောင်ကုန်းထူထပ်တဲ့ဒေသများ AR မြေကမ်းနီးဒေသများမှာတော့လေထုဆိုတိုင်းစား80ရာခိုင်နှုန်းခန့်ရှိနေနိုင်ပါမယ်။မကွေးတိုင်းဒေသကြီးအားလုံးမှာ ညပိုင်းနဲ့မနက်စောပိုင်းမှာလေထုဆူတိုင်းသားများဟာ90ရာခိုင်နှုန်းခန့်ရှိနေနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးရဲ့ဖြန်းပြလေထုညဉ့်ညမ်းမှုအညွှန်းကိန်းကတော့60ကနေ90အတွင်းရှိပြီးအနည်းရှိနိုင်တဲ့ level မဟုတ်တဲ့အတွက်စိုးရိမ်စရာမရှိပါဘူးခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နဲ့ပြရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။